ဖဂန်နစ္စတန်နေဇက်မြို့ဖြစ်တဲ့စပင်ဘိုတခ်မှာမိခိုးတွေကမပြောက်သေးပါဘူး။ဂျာမန်နေဇက်မှာရှိတဲ့အာဖဂန်ဒုက္ခသည်တွေကတော့သူတို့ပစ္စည်းတွေတင်လာတဲ့ကားတွေနဲ့ပါကစ္စတန်ကနေထွက်ခွာဖို့ကြိုးစားခဲ့ကြပေမဲ့ဝင်ခွင့်မရဘဲပြန်လှည့်ခဲ့ရပါတယ်။ဒီမှာအခြေအနေက ရန်ဆိုးပါတယ်။လူတွေအခက်အခဲတွေနဲ့ကြုံနေရပါတယ်။သူတို့မှာကလေးတွေနဲ့အမျိုးသမီးတွေပါပါတယ်။စားစရာတောက်စရာ ရေးတောင်မရှိပါဘူး။အာဖဂန်တပ်ဖွဲ့တွေက ညာကနေဆက်စစ်စင်ရေးမှာပါကစ္စတန်စစ်သားတွေကိုပစ်ခတ်ခဲ့ပါတယ်။ဒါဟာသူတို့နယ်နိမိတ်ထဲကိုထက်ခါတလဲကျူးကျော်ဝင်ရောက်နေလို့တုံ့ပြန်လာလို့ပြောပါတယ်။ဒီအပတ်အစောပိုင်းမှာလည်းအာဖဂန်နစ္စတန်တာလီဘန်အစိုးရကကဘူးမြို့တော်နဲ့အရှေ့ဘက်ကဈေးတစ်ခုကိုပါကစ္စတန်ကဘုံကျဲခဲ့တယ်လို့ဆိုဆွဲခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွေ့ပါကစ္စတန်ကတာဝန်ယူကြောင်းထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဒီအဖွဲ့အစည်းဟာစိတ်ကူးနဲ့ပိုင်းခြားထားတဲ့နယ်နိမိတ်တစ်လျှောက်ပြည်ပခါတွေကိုမီးထိုးပေးနေပါတယ်။ အာဖဂန်နစ္စတန်ရဲ့ဝေဟင်ပိုင်နက်ကိုချိုးဖောက်ပြီးတော့လူတွေနေတဲ့နေရာတွေကိုဘုံကျဲနေပါတယ်။အာဖဂန်နစ္စတန်ဟာသူ့ပိုင်နက်နဲ့အချုပ်ချာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာလူတိုင်းရှင်းရှင်းလင်းလင်းသိထားတဲ့မှာတယ်။ဘလို့ရန်လိုမှုမျိုးကိုမှလက်ခံသင့်မှာမဟုတ်ပါဘူး။ပါကစ္စတန်ကတော့တနက်နဲ့အမြောက်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြောပါရတယ်။ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးကတော့သူတို့စစ်တပ်ကထိမ့်ထိမ့်တိမ့်တိမ့်ဆောင်ရွက်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကာကွယ်တပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုက ငင်းချမ်းရေးကိုလိုလားတဲ့အာဖဂန်ပြည်သူတွေကိုပိတ်မှတ်ထားတာမဟုတ်ပါဘူး။တာလီဘန်တပ်ဖွဲ့တွေလိုမဟုတ်ဘဲအရက်သားတွေထိခိုက်ဆုံးရှုံးမှုမရှိအောင်အထူးတရီထားတုံ့ပြန်နေပါတယ်။တာလီဘန်အစိုးရဟာနေဆက်ကပါကစ္စတန်တာလီဘန်တွေကိုသူတို့ရဲ့နေမြေကနေလှုပ်ရှား권ပေးပြီးနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေလှုပ်ဆောင်권ပြုနေတယ်လို့အရင်ကတည်းကဆိုဆွဲခဲ့တာပါ။ဒါကိုအာဖဂန်နစ္စတန်အာဏာပိုင်တွေကညှင်းဆို့ထားပါတယ်ခင်ဗျာ။